ကျွန်တော်တို့အခါတိုင်းတမ်းများရဲ့ဒါဟုတ်ရှင်ဟောင်းလို့ပဲပြောပြောဘူမိနဲ့တနေရာတွေပဲပြောပြောကျွန်တော်ဟိုချင်းကျေးရွာတေတာတော့ပြိုလီအခါလူမျိုးတွေရဲ့ဘူမိနဲ့တန်လို့ပြောလို့ရပါတယ်ဒါတော့နေပေါင်းတရာတရာကျော်နေလာခဲ့တဲ့ကျေးရွာတွေပေါ့လေဒါအခု ဟိုဒီကျွန်တို့ တက်ချလေးဖက်မှာရှိတဲ့ဟိုကားအခါရွာတို့ဟလာကျွန်တို့ဟိုနာအခါရွာတို့ဘာလို့ညာတို့လည်းပဲဒါလည်းနေပေါင်းကြာခဲ့ပါပြီ ကျွန်တို့လော်မွေဒေတာမှာရှိတဲ့နောင်ဟွေရွာတို့နောင်လင်ရွာတို့ဆိုတာလည်းပဲကြာခဲ့ပါပြီအဲဒါပေမဲ့အခါရဲ့အမွေအနှစ်အခါရဲ့တမိုင်းချောင်းကိုဟိုထင်းထင်းထတဲ့အဲတက်ချလေးမှာအခါတို့ရဲ့အဲဘိုဘီအင်ဒေါ်လည်းရှိပါတယ် ဘိုးဘေတို့ဤအင်တော်လို့အမိရတဲ့နေရာပေါ့လေဒါကျွန်တော်တို့အခါတိုင်းရတဲ့တွေဟာဟိုရှေ့အရင်ကဒီလိုကိုယ့်ရဲ့ဘာသာတရားနဲ့ပတ်သက်လို့ဒီလိုမျိုးအင်တော်တွေဆောက်အတ္တမတ်တွေပြုတ်ပြီးမှလှုပ်လာခဲ့တဲ့အခြေအနေ မပေးခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒီနောက်ပိုင်းမှာကိုယ့်ရဲ့ဘာသာတရားဒီတဲ့မက ဖွင့်ဖြိုးအောင်တိုးတက်အောင်ဒါ သူရဲ့ဟိုနေရာဒေတာဒါမှမဟုတ်ဟိုယုံနေရာဌာနတကူရှိရမယ်ဆိုတဲ့ဒီဟာလေးနဲ့တို့လုပ်ပေးထားတာပေါ့ဒီမှာကျတော့အခါလူမျိုးရဲ့တမိုင်းကြောင်းတွေအခါလူမျိုးတွေရဲ့ယဉ်ကျေးမှုဌာနအနေနဲ့ဖွင့်ပေးထားပါတယ်အဲ့ဒီမှာအများကြီးလေ့လာလို့ရပါတယ်လို့အခါတိုင်းသားများကထူးခြားတယ်ဗျာအများပြည့် 阿土这边湘西湘西嘛呗，你才家的，单位蜜叶西江嘛呗，你家的，看在你那里吃的，你阿弟在湖南来家吧，那些阿的米阿鸡是巴的，那些阿的米阿鸡是巴的，土家的卤牛肉是皮巴的，但土这边卤母的阿弟嘛，来来家吧，哦，些不会那地个嘞个，来来卤母锅嘞。 ဆိုတော့အကာတိုင်းသားများရဲ့ယဉ်ကျေးမှုတရိပ်ထူးမှန်းတွေအများကြီးရှိပါတယ်တဲခူစရာဟိုချင်းကြေးရွာလေးက CBD လည်းရှိပါတယ်အဲကျွန်တော်လဲစရာပစရာလည်းများကြီးရှိပါတယ်လာလေကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ အခုရောက်ရှိနေတာကတော့ဟိုကျင်းရွာအဝင်သားလေးမှရှိတဲ့ရဲရွာအခြေပြုခီးတွားလုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်ရှင်။ဒီလုပ်ငန်းလေးကအခါလူမျိုးတွေဥဆောင်ပြီးတော့လုပ်ကင်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ရှင်။ အဲ့အကြောင်းရှမ်းအရှေ့ရဲ့မြို့တော့ကျိုင်းတုံမြို့ကိုရောက်မယ်ဆိုရင်ဒီနေရာလေးမှာလာရောက်သေးခို့ပါလို့ကျွန်မအပြင်ပြုချင်ပါတယ်ရှင်ဒီနေရာမှာလာရောက်သေးခို့ရင်းနဲ့ဟိုကျွင်းရောက်မှာရှိတဲ့အခါလူမျိုးတွေရဲ့ရိုးရာတလေးကိုလည်းတွားရောက်လေ့လာနိုင်ပါတယ်ရှင်ဘာကြောင့်ဟာမရရရ အဲကျမတို့ဒီမှာတွေ့နေရတဲ့ဒီအာစပါကြီးလေးကတော့ကျမတို့ဒီအိမ်တိုင်းအိမ်တိုင်းမှာပေါ့တီဆောက်ထားတယ်ပေါ့နော်ဒီစပါကြီးရဲ့အကြောင်းရတော့ကျမတို့ဒီတောင်ရမှာရလာတဲ့စပါးလေးကိုကျမတို့ကအကောင်းဆုံးမျိုးစင်နေနဲ့ကျမတို့ဒီစပါကြီးလေးကိုတော်လောင်ထားပါတယ်ဒီတော်လောင်ထားတဲ့စပါကြီးလေးကဆိုလို့ရှိရင်ကျမတို့အာနေ့စဉ်နေ့တိုင်းသူတို့ကိုရရှိတဲ့ကျေးဇူးတော်ကြောင့်တော့ဘူစော်ပတ်တတ်တာပေါ့နော် ဟိုတချို့ဆိုလို့ရှိရင် ကျွဲနွားတွေလည်းတက်ပြီးတော့ပူစော်တယ်ဝက်တွေတက်ပြီးတော့ပူစော်ကြတယ်ပြီးလို့ရှိရင်ကျမတို့ငားလာပိုင်းဆိုလို့ရှိရင် ကျမတို့တောင်ရစိုက်ချင်ဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးကောင်းမျိုးတက်ကျမတို့တူလောင်ထားတဲ့ဒီစပားကိုပြန်ပြီးတော့တောင်ရမှာကျမတို့ပြန်ပြီးတော့သွားစိုက်တယ်ကျမတို့ဒီစပတ်ကြီးအကြီးကြီးဟာဆိုလို့ရှိရင်အဲကျမတို့တောင်ရတွေလေထဲရတွေရတဲ့စပားတွေကိုအဲရိတ်သိမ်းပြီးတော့မှတူလောင်ထားတဲ့ စပတ်ကြီးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီစပတ်ကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုစောင်းဝင်နေရတဲ့ဒီစပားတွေအကုန်လုံးကိုကျွန်တော်တို့ကဒီမှာတော်လောင်ပြီးမှကျွန်တော်တို့ကလူရင်းလိုအပ်တယ်လို့ကျွန်တော်တို့စားသုံးရတဲ့စပတ်ကြီးပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ဒီထဲဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဲတနိမ့်စာအဲကိုမိသားစုနဲ့ကိုပေါ်တော့တအိမ်စာတအိမ်စာတွေကျွန်တော်တို့ဖူလုံဖို့အတွက်ဒီထင်းလေးတွေကိုကျွန်တော်တို့ကရှာဖွေပြီးတော့စုဆောင်ထားခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒီထင်းပေကိုဆိုလို့ရှိရင်လည်းအဲတနစ်တခါကျွန်တော်တို့အနေနဲ့အ သစ်ပင်လေးတွေကိုထင်းပြောက်ပြန်စိုက်ပေးပါတယ်ရှင့်ဒါကတော့ရွှေဖြုံသီးပြုတ်ပဲဖြစ်ပါတယ်တောင်ရမာစိုက်ပြီးရောအိမ်မာလာရဲ့ဧည့်သည်တွေကိုရွှေဖြုံသီးပြုတ်နဲ့အိတ်ခံပါတယ်ရှင်အန်ဒီရွှေဖြုံသီးပြုတ်ကိုအခါလိုကတော့မတဲလို့ခေါ်ပါတယ်ဒါကတော့စူကာတီခေါ်ဂေါ်လာခါတီပဲဖြစ်ပါတယ်ရှင်ဒါကတော့အဲ့လိုရွှေဖြုံသီးလိုမျိုးပဲအိမ်မာလာရဲ့ဧည့်သည်တွေကိုပြုတ်ပြီးရောအိတ်ခံပါတယ်ရှင်ဒီစူကာတီကိုအခါလိုမျိုးခါကြတော့ ဒါလာမနောလို့ခေါ်ပါတယ်ရှင်ဒါကတော့ခြံထွက်ငပြောသီးပဲဖြစ်ပါတယ်အခါလိုမျိုးခါကြတော့ငပယ်လို့ခေါ်ပါတယ်ကျမတို့ဒီနီတိကူဟာကျမတို့ပူစော် ဒီရရက်ကလေးရက်ကိုတတ်မှတ်ထားပါတယ်တကယ်လို့ဒီအိမ်မှာကျမအိမ်ဆိုပါစို့ကျမဒီအိမ်ကိုကျမဒီရက်ချက်တက်ပြီးတော့ချက်ပေါင်လေးနဲ့ပူစော်မယ်ဆိုလို့ရှိရင် ကျမတို့ကအဲ့ဒီရက်ဆိုလို့ရှိရင်ကျမတို့အပြင်မထွက်ကြပါဘူးအပြင်ထွက်လိုက်လို့ကျမတို့ဟိုမကောင်းဆုံးွားတခုခုကျမတို့မြင်လိုက်တယ်မျိုးတွေမြင်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီအိမ်အိမ်သူအိမ်သားတွေနဲ့ကျမတို့ကဒီမပူစော်ပြီးတဲ့ရက်စကားမပြောရတဲ့အတွက်ကြောင့်ကျမတို့ကအပြင်မထွက်ရချင်းဖြစ်ပါတယ်